ဟုတ်ကဲ့အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။ကိုစိတ်နှစ်ပါးဆွေလန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ရဲ့ဖြူစင်မြစ်တာ YouTube Channel လေးကနေနှုတ်ခေါ်ဆက်သားပါရစေ။ဒီကနေ့မှာကျတော့ကျွန်တော်တို့ရဲ့ညီကိုများကိုအဲပြော့ပြပေးလို့တဲ့အကြောင်းအရာလေးတော့ကျတော့ဒီကျွန်တော်တို့ Gear Motor လေးကိုကျွန်တော်တို့ပန့်ကြည့်မယ်ပေါ့နော်။အဲ့တော့ဒီ Gear Motor လေးမှာဆိုရင်ကျွန်တော်တို့ကနော်ဒီ Gear Motor လေးပေါ့ခင်ဗျာနော်တရုတ် Motor တိတိလေးအဲအကောင်ကြီးကတော့ဘာမှမရှိဘူးပေါ့ခင်ဗျာနော်။ဒါပေမဲ့လို့ကျွန်တော်တို့က အတွေ့အကြုံလေးကိုကျွန်တော်တို့ကကြုံရင်ကြုံသလိုကျွန်တော်တို့မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနော်ဒီကပေးပါကင်မရာလေးနည်းနည်းကျွန်တော်တို့ check ကြည့်ပါမယ် Okay ဒီမှာဗျာ motor လေးမှာဆိုရင်ကျွန်တော်တို့ capacitor လေးနှလုံးပါမယ်ပေါ့နော်သူကကျွန်တော်တို့ gear ကိုမောင်းဖို့အတွက်ဆိုတော့ဒါတရုတ် motor လေးတွေပေါ့နော် running condenser မှာဆိုရင်ကျွန်တော်တို့က 10UF မိုက်ခရိုဖိုင်လေးပေါ့နော်တစ်ချက်ဆက် UF ပေါ့နော်မိုက်ခရိုဖိုင်လေးလို့ပြောမလားပါလားပေါ့နော်နောက်တစ်လုံးကကြတော့ကျွန်တော်တို့ဒီမှာခနစ်ဆန်5 UF ဒီကအကြတော့စတပေါ့နော်ဒီကအကြတော့ running condenser ပြီးပါလို့ရှိရင်အတွင်းမှာကျွန်တော်တို့ကဒီမှာကာဗနာလေးတစ်ခုပါမယ်ဒီကာဗနာလေးမှာကျွန်တော်တို့ကဒီကနေပြီးတော့အာကျိုးကကျွန်တော်တို့ရေဝင်သွားပြီလို့ရှိရင်ဒီမှာမီးဝင်နေတဲ့ကျိုးတွေဒီမှာလက်ထိတဲ့အတွက်ကျွန်တော်တို့က ဆော့ဖြစ်သွားတာဖြစ်ပါတယ်။ကင်လို့စီရဲတန်းလိုက်နေတယ်ပေါ့နော်။အတုပ်ပြည့်တဲ့အခါမှာအဲ့တော့ကျွန်တော်ဒီကာဗနာလေးကိုကျွန်တော်တို့ဖြုတ်ကြည့်မယ်ပေါ့နော်။အဲ့ကာဗနာလေးမပြဲအောင်တော့လုပ်ရမယ်။ဘာဖြစ်လို့လဲဆိုရင်ဒီကောင်လေးပြဲသွားလို့ရှိရင်ကျွန်တော်ကသူ့ရဲ့အာအပုတ်ပစ္စည်းစာဖို့ကနည်းနည်းလေးခရင်သွားနိုင်တယ်ပေါ့နော်။ဒီမှာကျွန်တော်တို့ဒီနေရာကိုရည်ဝင်သွားတယ်ရည်ဝင်သွားပြီလို့ရှိရင်ကျွန်တော်တို့ဒီအနောက်မှာညူမဲနေတာကိုတွေ့ရမယ်အဲ့ဒီဟာနေပြီးတော့ကျွန်တော်တို့က အာဒီ body ကိုကြပြီလို့ဆိုရင် isolation ပေါ့နော်ကျွန်တော်တို့ရစီကြပြီလို့ဆိုရင်သူကရှိပါဒီကားကိုဆိုရင်ကျွန်တော်တို့ကအာအိမ်ကြီးမှာဆိုရင်ကျွန်တော်တို့ enjoy ရယ် line joy ရယ်စီးတဲ့တွေကျွန်တော်တို့ကဘလို့ပဲဖြစ်ဖြစ်ပဲပြန်ညာပြန်လဲလို့မရအောင်ပေါ့နော်အမောင်းနေနေတဲ့အခါမှာကျတော့ dark light ချိန်မှာလိုက်မယ်ဒီတိုင်းထားထားတဲ့ချိန်မှာဆိုရင်ကျွန်တော်တို့ဒီဟာလေးကဒီဒီမှာ body မှာအကြပြီလို့ဆိုရင်ဒါဒါလိုက်မယ်ပေါ့နော်အကယ်၍ ျွန်တော်ကကျိုးလဲလိုက်တော့ညာလဲပဲဒီဘက်ကမိကနေပြီးတော့ coin ကိုပြန်လဲအာတံပြန်ဝင်စီးဆင်းပြီးလို့ဆိုရင်အစမှမိဝင်ပြီးလို့ဆိုရင်ဒီအစုပ်ဘက်မှာကျွန်တော်ကဆော့လက်ဖြစ်မှာဖြစ်ပါတယ်နော်အဲ့ဒါလေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုပြန်လိုက်မယ်ဒါကြတော့ဝင်ရမယ့်အနေထားကြတော့ဒါသူ connection မှာဘလို့ဝင်ထားတယ်ဆိုတော့ကျွန်တော်ကပြန်လေးလာမယ်ပေါ့နော်လောလောဆယ်မှာကျွန်တော်ကဒါလေးကိုဖြတ်မယ်ဒီမှာ capacitor လေးတွေပြီးွားလို့ရှိရင် ဒီအဖြူရောင်လေးနှစ်ပင်ကဘာလဲပေါ့နော်ပြောရလို့ရှိရင်မိဝင်တာတော့ဒီမှာပေါ့ဗျာအဲ့ဒါလေးကိုကျွန်တော်ပြန်ကြည့်မယ်ပေါ့နော်ဒီမှာနည်းနည်းတော့ဟိုဟာကျူးလေးတွေကိုဘလူးရှင်ထားလဲဆိုတော့တော့ဒီကားကျတော့ကော်နဆာပေါ့နော်ကော်နဆာနေလာတယ်အဲစတာကော်နဆာနေလာတယ်ကပနာကျတော့ကျွန်တော်တို့ဒီအာဒီပေါ့နော်ကျွန်တော်ကမော်တာကို မမောင်းခင်မှာဒါလေးကိုသူကဖိထားတယ်ပေါ့နော်ဝင်ရုံမှရှိတဲ့ကာဗနာလေးပေါ့နော်တကားကျတော့ coated အာခလုတ်လေးပေါ့ဒီလိုလေးဖိထားတယ်မော်တာရုပ်အားရတာနဲ့သူကစကန်ပိုင်းတွင်းမှာမီနီပိုင်းတွင်းမှာသူကပေါ့ဆိုလောသွားလို့စီဒီကောင်ကိုဒီကောင်ဒီအဒီ star corner ကိုဖြုတ်ချလိုက်ပြီဖြစ်ပါတယ် star corner ကိုဖြုတ်ချပြီးမှဒီ running corner ကျတော့အမြဲတမ်းပါဝင်ပတ်သိနေမယ်ပေါ့နော် running corner ကိုကျတော့ဒီဘက်တစ်ချမ်းမှာပေါက်ပေးရမယ် star coin နဲ့အတူပေါက်ပေးရမယ်ဒီမှာကျိုးလေးတွေဆင်ထားတယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့က ဲတဘောတရားလေးရှင်းအောင်ကျွန်တော်နည်းနည်းလေးလည်လာကြည့်အောင်ပေါ့နော်အခုဒါဆိုရင်ကျွန်တော်ဒီကျိုးလေးတွေကိုဘာမှမဖြုတ်ရသေးဘူးပေါ့နော်ဒါသူ့ရဲ့ original အတိုင်းဒါကြတော့စပြီးတော့လည်လာနေတဲ့ကျွန်တော်တို့ရဲ့ညီကိုများတွေပဲဖြစ်ပါတယ်တချို့ဆိုရင်ကျွန်တော်တို့ဒီကျိုးတွေဖြုတ်လိုက်ပြီလို့ရှိရင်အဲမန်ကန်အောင် ပြန်ပြီးတော့တတ်ဆင်ဖို့ကလည်းအရေးကြီးတယ်ပေါ့နော်ပြန်လည်ပြီးတော့ရှင်းယူရခါမှာ sorry ပါခင်ဗျာနော်ကျွန်တော်ဒီတိုင်းလေးကိုနည်းနည်းလေးအဲ okay နည်းနည်းလေးမြင့်တင်မယ်ပေါ့နော်ကျိုးလေးတွေမမြင်ပဲနေမှာ ဒီမှာကင်မရာနဲ့ထားရပင်ပန်းပါတယ်ခင်ဗျာနော်တယောက်တည်းဖြစ်နေတဲ့အခါကျတော့ဒီမှာโอเคဒီကောတော့မှာတော့ပါပြီဒါဆိုရင်ဒီမှာကျွန်တော်တို့ကပန်ဝယ်ပတ်သိတဲ့ကျိုးလေးဒီမှာဆိုရင်အကုန်လုံးပျော်ကုန်ပြီပေါ့နော်ပြီးွားလို့ရှိရင်ဒီအဖြူရောင်လေးကကြာတော့ကျွန်တော်စိုက်တယ် overload အသီးလေးဖြစ်မယ်နော်အပူခံအသီးလေးပေါ့နော်ဒါကိုကျွန်တော်တို့ကကကနနတီးရအောင်ကျွန်တော်တို့ထုတ်ကြည့်မယ်ပေါ့နော်ခမန်းချစ်ထင်ကြီးလေးတွေနဲ့မလုံနေတော့ပါနဲ့ကျွန်တော်တို့ ဒါတို့ကတို့လည်းပြင်ပြီးပြီပေါ့နော်ဟုတ်ပါတယ်ခင်ဗျာနော်ဒါအပူတီးလေးပါဒီကောင်လေးနှစ်ခုကိုဒီလိုလေး join ပေးထားရင်တော့ကျွန်တော်တို့မော်တာအလုပ်လုပ်မှာပေါ့ဒါလေးဖြုံးလိုက်ရင်တော့မီးအဝင်ကြရသွားမှာပေါ့ဗျာဒီမှာကျိုးလေးတွေကကြတော့ကျွန်တော် site ထင်ကကြတော့ကြီးကျိုးမဟုတ်ရင်ဒါဒန်ကျိုးအလူမီနီယံကျိုးလေးတွေဖြစ်မှာပေါ့နော်ဒါလေးတွေကျွန်တော်တို့ဖြုတ်ကြည့်မယ်ဒီမှာအပူတီးလေးတစ်လုံးပါတယ်ဒီမှာအပူတီးလေးပါတယ်ပေါ့နော်အပူတင်းရည်သူဖြတ်မှာပေါ့ခင်ဗျာအဲ့မှာကျွန်တော်ထင်းတဲ့အတိုင်းပဲဒီမှာအပူတီးလေး ဒါကို तू ကခလုတ်ကျိုးအဖြစ်နဲ့အတုပ်ပြုလိုက်ရတယ်ဒီမှာ तू ကမ join တော့ဘူးအဲဖြုတ်ထားလိုက်ပြီပေါ့နော်โอเคဒီမှာကျတော့ကျွန်တော်တို့ဒီမှာ तू က overhang motor ပူသွားလို့ဆိုရင်ဖြတ်ချမယ်အတိလေးပေါ့ကျွန်တော်တို့ပြန်ထည့်ပေးပါမယ်ပြီးွားရင်ကျွန်တော်တို့ဒီ motor လေးကိုတို့ကတို့ကလိပြီးပြီပေါ့နော်ကလိတာအဆင်မပြေလို့ဒီမှာကျွန်တော်တို့ဒီအနီရောင်ကျိုးလေးဆိုရင်ဒီမှာ running coin နဲ့ပေါက်ထားပြီးလို့ဆိုရင်ဒီဘက်ကိုပြန်လာပြီးလို့ဆိုရင်ဒီမှာ तू က အာစတကောနဆာတပင်းရယ်အပြာရောင်လေးရကြတော့ကျွန်တော်တို့ဒီမှာ running quite မှာလပောင်းထားတယ်ပြီးွားလို့ရှိရင်ပြီးွားလို့ရှိရင်ကျွန်တော်တို့ဒီမှာခလေပောင်းလေးနဲ့ပဲပေါ့နော်နှစ်ပင်ဘူးလေးအဲဒီမှာစတကောနဆာရ running ကောနဆာကိုကျွန်တော်တို့နှလုံးကိုပောင်းထားတာကိုတွေ့ရမှာနော်ခုနမမြင်လိုက်ရအောင်နော်ကျွန်တော်ခုနလေး Okay ဒီလောက်လေးထားမယ်တောက်ခမှုလေးတွေနိုင်ငံတိခံပြပါခင်ဗျာနော်ဒီမှာ ဒီမှာအဖြူရောင်ကျိုးလေးကကြတော့ star condenser အဲဒီကောင်လေးကကြတော့ running condenser ဒီမှာခလဲကျူးကနေပြီးတော့920တပင်း920အတွက်ယူထားတဲ့အတွက်သူကဒီမှာအဲ running condenser နဲ့ပေါင်းပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအပြင်ကို guide ကူးထွက်လာတယ်ပေါ့နော်သူကကြတော့ rotation လေးကိုပုံမှန်အနေထားယူထားတယ်ပေါ့နော်ဒီမှာ star coin ရယ်ဒါကိုကျွန်တော်တို့ကအဲသူ့အတိုင်းတုံးပင်အထွန့်ပတ်မယ်ဆိုရင်လည်းပတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က ပိုင်းကိုချတဲ့အခါမှာကျွန်တော်ပြောနေကြအတိုင်းပဲဒီသူ့ရဲ့အခန်းကဏ္ဍလေးကိုအစုံအစလေးကိုမန်အောင်ထိုင်အောင်ဒါပေမဲ့ကျွန်တော်တို့ကပိုင်းပန်းတဲ့အခါမှာ start အစုံအစနှစ်ပင်ရယ် running အစုံအစနှစ်ပင်ကိုထုတ်မယ်ပေါ့ဒီမှာလည်းပဲ तू ကအဲ lutation လဲတဲ့အနေထားလေးကို तू ကတီးနေတဲ့အတွက် तू ကဒီမှာနှစ်ပင်ပူပေါင်းပြီးထားထားလိုက်တာဖြစ်ပါတယ်နော်ဒီ motor ကဘယ်လဲညာလဲမဟုတ်ဘူးပေါ့ခင်ဗျာနော်အဲ तू ကတစ်ဖက်တည်းပဲလဲမဲ့အရာလေး okay ဒီလိုရှိရင်ကျွန်တော်ဒီကြိုးလေးတွေကိုဖြုတ်မယ်ပေါ့ဒါကတော့ကျွန်တော်တို့ကတော့ ကျွန်တော်အနေနဲ့ကတော့သိနေပြီပေါ့နော်အဲဘလို့ပတ်ထားတယ်ဆိုတော့သိနေပေါ့ဒီခုဒီမှာဆိုရင် तू ကအာ running quite the being ကျွန်တော်တို့ယူထားပြီးလို့ဆိုအပြင်ကိုတန်းထွက်သွားတယ်ဒီမှာကျတော့အနီကိုအနီကိုကျတော့ဘုံကျူးပေါ့ခင်ဗျာနော်ဒီမှာ start start ကျိုးလေးတစ်ပင်ရ running ကျိုးလေးတစ်ပင်သူယူထားတယ်ပေါ့နော်ဒါကိုကျွန်တော်တို့က common ပေါ့နော် com common ကျိုးလေးပေါ့နော်အင်္ဂလိပ်စာနဲ့အတူကောင်းမှာတွေ့မယ်ဆိုရင်ဒါဘုံကျူးပေါ့ဗျာအနီရောင်ပြီးတော့မှအပြာလေးကိုကျတော့220ပြုလုပ်ထားပြီးလို့ရှိရင်ဒီမှာ ူကနောက်ထပ် star coin နဲ့ဒီအနီအောင်ကျိုးလေးနဲ့လာပြီးတော့အလုတ်လုတ်ပြီးလို့ရှိရင်သူကဒီဟာကိုပြန်ဖြတ်ချမယ်ပေါ့နော်ဒီပိုင်းမှာဒါပေမဲ့ကျွန်တော်တို့ကဒီမှာအဲအဝါရောင်လေးကိုကြည့်မယ်ဆိုရင်အဝါရောင်လေးက star ဖြန့်လိုက်ပြီးဆိုရင်ဒီအနီအောင်လေးက star coin မှာအမြဲတမ်းရှိနေမှာဒါဆိုရင်အနီအနီကျိုးလေးကဒီမှာကျွန်တော်တို့ဒီ running connector 10 UF ကိုလောက်ဝင်ထားတာဖြစ်ပါတယ်ဟုတ်ကဲ့ဒါကိုကျွန်တော်တို့ coin ပြန်ပတ်မယ်ပြန်ပတ်ရတဲ့အကြောင်းကြီးကဒီထဲကို ရေဝင်သွားတယ်ရေဝင်သွားပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့အလျာစီးလေးတွေ isolation တွေပောက်ကုန်ပြီပေါ့နော်အဲအဲ့ဒါလိုမျိုးခြားဒါကိုကျွန်တော်တို့ပြန်ပတ်မယ်ဒါဆိုရင်ကျွန်တော်တို့ပြောနေကြတိုင်းပဲ coin ကိုပြပတ်တော့မယ်ဆိုရင်ကျွန်တော်တို့ကဒီ original အတိုင်းပြန်ပြီးတော့ပြုလုပ်ပေးရမှာဖြစ်တယ်ကျွန်တော်တို့ကဒီ original ရဲ့ကျွန်တော်တို့ဒီ coin အရေးတွေ့လေးတွေကိုကျွန်တော်ကယူထားရမှာဖြစ်ပါတယ်ခင်ဗျာနော်ဒီနေရာလေးကိုကျွန်တော်ပြန်လိုက်မယ်ကျွန်တော်ကတော့ပြီးမှကျွန်တော်တို့ကျိုးနေကျွန်တော်တို့ပြီးတဲ့ ရပြီးတော့သူ့ကိုဖက်ပေးမယ်ပေါ့နော်။ Okay ။ဒါလေးအကောင်လို့ကျွန်တော်တို့ဖျက်ပလိုက်မယ်ပေါ့နော်ဒီမှာโอเคဒါတို့ original ပုံစံတိုင်းကျွန်တော်တို့ပြန်ပြီးတော့ပန်းပေးမယ်ဒါပေမဲ့လည်းပဲကျွန်တော်တို့ကဒီ start coin running coin ကိုကျွန်တော်တို့ကအဆုံးနှစ်ပင်အစနှစ်ပင်ဖြစ်ထုတ်လိုက်မယ်ပေါ့နော်သူ့လိုမျိုးကျွန်တော်တို့ကပတ်ချည်ရင်တော့ကျွန်တော်တို့အခုဒီမှာပေါ့ဗျာ စနကွိုင်းချထားတဲ့အခန်းအစုံအခန်းဘယ်ကနေစထားလဲဒါအခုဒါဆိုရင် तू ကအာကွိုင်းပတ်တဲ့နေရာမှာကျွန်တော်တို့ကဒီကောင်ကိုအာဒီမှာအပြင်းကြီးပဲ तू ဆုံးထားတာဖြစ်ပါတယ်ခင်ဗျာနော်ဒီနည်းလေးကတမျိုးပါဒါ original မှာကျွန်တော်တို့ဒီအာသူ့ရဲ့ပြုလုပ်ထားတဲ့ကျွန်တော်တို့ CNC စစ်တင်နဲ့ပတ်ထားတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဆိုရင်ပေါ့နော်အသေးအသေးလေးကိုကျွန်တော်တို့ကအစအဝင်သွားပြီးလို့ရှိရင်ဒီမှာအဆုံးဒီအပြင်းမှာကြာမှာပေါ့နော်အခုဒီမှာဆိုရင် तू ကကွိုင်းကြီးမှာပဲစထားတယ်ဆိုရင်ကျွန်တော်တို့က ွာသူရဲ့ origin အာဆင်းနဲ့ခွေသွားတဲ့အနေထားမှာကျွန်တော်ကဒီလိုပုံလေးဖြစ်ပါတယ်ခင်ဗျာနော်ခဏလေးပါဒါတသိန်ဟိုဟာဆင်းပြတာပေါ့နော်ဆင်းနဲ့ခွေထားတဲ့အနေထားမှာကျတော့ဒီလိုပုံစံလေးကြရတယ်ဆိုတဲ့အကြောင်းလေးကိုခဏလေးပါနော်ကျွန်တော်မြေတံလေးဆောင်လိုက်အောင်โอเคအခုဒီမှာဆိုရင်ကျွန်တော်အခန်းလေးတွေဒီတန်းနေ3 4 5 6ဆိုရင်စနေ30 16ရှိတယ်ပေါ့ဒါဆိုရင်တို့ကစနေပတ်ခွေထားတဲ့အနေထားမှာကျွန်တော်အပြင်ကနေပြီးတော့ဒီမှာ စနေလိုလေးတပိစနေ30ရှင်6သူကဒီလိုလေးဝင်သွားတာပြီးသွားလို့ရှိရင်ဟုတ်ဘဲကိုသွားတဲ့ခါမှာလည်းပဲကျွန်တော်ကဂိုင်းကူးမှာ6 30အ6 30စနေဆိုပြီးတော့ဒီလိုလေး အစကူလဲကျွန်တော်တို့ကအပြင်ကနေစသွင်းပြီးတော့ဝင်သွားတယ်ပေါ့နော်အဲအဆုံးကူလဲပဲအပြင်မှာပဲပြန်လာကြတယ်ဒါဘဲလဲညာလဲပဲနော်ဒီမှာနိုင်ရီလက်တန်အတိုင်းပတ်သွားပြီးလို့ဆိုဒီမှာနိုင်ရီလက်တန်ကျွန်တော်ကကွင်ကူစပြီးတော့ခွေတဲ့အခါမှာကျွန်တော်တို့ကအငယ်လေးကနေစခွေရတဲ့အတွက်ကျွန်တော်တို့မှကြတော့ဘလို့ဖြစ်သွားလဲဆိုရင်ဒီကအခုကျွန်တော်တို့ပြောင်းပြန်ပြန်ဆင်းလိုက်မယ်ဆိုရင်အတွင်းမှာပဲကြမယ်ပေါ့အဲကျွန်တော်တို့ပတ်တဲ့ခါကြတော့ဒီလိုလေးသွားတဲ့ခါချောင်း 10ဆင်းတစ်ဆင်းဆက်နှစ်ဆိုတော့ကျွန်တော်တို့ကဒီလိုလေးအငယ်ကနေစပြီးတော့ပတ်တာပေါ့နော်ဒါမှလည်းပဲကျွန်တော်တို့ကကွိုင်းကိုထည့်မယ်ပေါ့ဥပမာပြင်ကျွန်တော်တို့ကတကယ်လို့အပြင်ကနေဒီလိုပန်းလို့ဆိုရင်သူက formal ပုံနဲ့ပတ်သွားတယ်လို့ပြောလို့ရပါတယ် formal ပုံနဲ့ပတ်တယ်ဆိုရင်ဘယ်လိုလဲဆိုတော့ဒီအစဒီဒီဘက်ကိုရောင်းလာပြီးလို့ဆိုရင်အဆုံးဒီဒီနားမှာကြာမှာဖြစ်ပါတယ်နော်ဒါလေးပဲသူကနည်းနည်းလေးကွဲသွားတာပေါ့နော်အခုဒီမှာလည်းပဲဒါဆိုရင်ကျွန်တော်တို့ကသူ့ကိုညောင်းထဲတဲ့အနေထားမှာဆိုရင်ဒီပုံစံအတိုင်းပဲ ရအောင်ကျွန်တော်တို့ကပြန်လုတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ခိုင်းကူးလေးဒီကျွန်တော်တို့ဒီဘက်မှာမရှိရင်ဟိုဘက်မှာသွားပြီးတော့ရှိနေမှာဖြစ်ပါတယ်เนาะဒီကျိုးလေးတွေကကြတော့ကျွန်တော်ထင်ထားတဲ့အတိုင်းပဲကျွန်တော်အလူမီနီယံကျိုးလေးဒံကျိုးလေးဖြစ်ဖို့များတယ်ပေါ့နော်โอเคဒါဆိုရင်ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ကဒီမှာမတန်းမယူခင်မှာဒီမှာခဏလောက်ရန်နာခွဲပြူပါခင်ဗျာကျွန်တော်တို့ဒီမှာအဲ7မိနစ်ကြော်သွားပြီပေါ့နော်ကျွန်တော်ဗီဒီယိုဖိုင်လေးတွေကိုနည်းနည်းစီခွဲပြီးတော့လုပ်မယ်အားလုံးပဲဆွေးလမ်းချမ်းမြေကြပါစေခင်ဗျာ